ခင်ဗျဘာမနာလို့ဖြစ်နေရတာလဲအေးလေစီးပွားရေးကြောင့်လှုပ်ရှားတဲ့လူကတော့ပရိသတ်ကြိမ်ငွေရရင်ပြီးတာပဲမလားဟွပရိသတ်ကမြောက်လို့ခုံမှကြိုက်မယ်မြောက်လို့ခုံမှငွေရတယ်ဆိုရင်မင်းတို့မြောက်လို့ခုံမယ်ပရိသတ်ကခွေးလို့ဦးမှကြိုက်မယ်ခွေးလို့ဦးမှငွေရတယ်ဆိုရင်မင်းတို့ခွေးလို့ဦးမဲ့ကောင်းနေဒါဆိုလေပြတ်ဆက်လို့အမြင်မတက်နဲ့ဘောကွာဝင်းစော်ဟေးမြောက်ပွဲခွေးဆက်ကဘောကွာခမကြီးလွန်းလာပြီနော် င်းကောင်းမင်းမြတ်လက်ထက်မှာဘယ်တော့မှတပုံမဖြစ်ပါစေနဲ့မင်းစုမင်းညစ်လက်ထက်မှာတပုံဖြစ်တာဂုံယူလိုက်စမ်းပါဆိုတဲ့ကျွန်တော်ချစ်ခင်မြန်လူလေးစားတဲ့ဘီဒီအောင်တိုက်ရဲ့စကားလုံးနဲ့ဒီစီဇန်လေးကိုစတင်ဆက်ပြရစီခုံဖက်နဲ့မီးတို့ကလည်းဖြစ်ပြန်ကျော်ကျူးကလည်းတက်ပြန်ခွေးစားဖို့တော့မကြမ်းဆိုတဲ့ဘီဒီအောင်တိုက်ပါအရှင်မျိုးမျိုးမလိန်နုံးနဲ့မျော်ကိုရင်ပြည်သူတွေရဲ့ဘဝကပုံငတ်ငတ်လာ ကုံစည်းလုံးတစ်ခါတစ်ခါတက်တိုင်းရင်ဝါကိုဓာတ်တွေလန်နေနဲ့စိုက်တယ်လို့ခံစားရတယ်ဆိုရက်ဘီးဒီအောင်တိုက်ပါပရိသတ်ခေတ်မှာလူတက်မဲ့တန်လျက်ကဂုတ်ပေါ်ဝဲထားတယ်ဟောအခုလူတက်မဲ့ကုံစည်းလုံးကဂုတ်ကိုခွာစည်းထားတယ်ဆိုရက်ဘီးဒီအောင်တိုက်ပါအမှုပညာရှင်ဆိုတာမျက်စိတွေဖွင့်နာအောင်နားတွေစွင့်နာအောင်ဒါမှပြည်သူလူထုရဲ့ ဒုက္ခကိုမြင်ရမယ်ကြားရမယ်ဆိုတဲ့ဒီဒီအောင်တိုက်ပါပြည်သူတွေတောကဒုက္ခရောက်နေတဲ့အချိန်ဆိုလို့ရှိရင်တို့အမှုပညာရှင်တွေကအာနာရှင်ကိုအုတ်ချုပ်သူလူတစုကိုပြည်သူဒုက္ခတွေကိုကြည်ပြီးခေါင်းခါတက်ရမယ်ပြည်သူလူထုထမင်းဝနေကောင်းစားနေပြည်သူဘဝတွေအစဉ်ပြေနေလို့ရှိရင် အုပ်ချုပ်သူလူတန်းစားအုပ်ချုပ်သူလူတစုကိုခေါင်းညိတ်တက်ရမယ်အမှုပညာသမားဆိုတာအမှုပညာရှင်ဆိုတာခေါင်းညိတ်ခေါင်းခါတက်ရမယ်ဆိုတဲ့ဘီဒီအောင်တိုက်ပါကျွန်တော်ဒီစီဇန်ကိုဥစွာပြမဒီအကြောင်းတွေပြောပြီးတော့စတင်မိတ်ဆက်တာကတော့ကျွန်တော်ပေးထားတဲ့ခေါင်းစဉ်ကဂျင်းလို့ပေးထားပါလေခေဆက်ဆက်ကအာနာရှင်နဲ့ အာနာကိုမမောကြတဲ့လူတစုကိုဘောမာပြီးတော့ပြည်သူတွေကိုအမျိုးမျိုးဂျင်းထဲခဲ့တဲ့အမှုပညာရှင်အနေနဲ့ကျွန်တော်ချစ်ခင်မြတ်နူလေးစားတဲ့ပြည်သူလူထုရဲ့နင်းပြဘဝတွေကိုအမှုပညာနဲ့တိုက်ပွဲဝင်ခဲ့တဲ့ကျွန်တော်ချစ်ခင်မြတ်နူလေးစားတဲ့ပြတ်ဆက်မင်းသားကြီး BD အောင်တိုက်ရဲ့ဇလန်းလေးတစ်ခုနဲ့စတင်ပြီးတော့အဲဒီအစီအစဉ်မှာ ပြည်သူတွေကြိရှိခံစားရမှာဖြစ်ပါတယ်ကျွန်တော်ဇလန်းလေးကိုတို့ချုပ်ရှင်းပြပါမယ်အဲဒီဇလန်းထဲမှာဗီဒီအောင်တိုက်ကပြက်ဆက်ဆိုင်းစရာဒိုက်တာတယောက်ဇက်သမိန်လောကကိုစိတ်နာပြီးတော့နှစ်ပေါင်းများစွာအနာယူနေကြပါတော့နှစ်ပေါင်းများစွာကြာပြီးဇက်သမိန်လောကစင်မြင့်ပေါ်မှာအဲသူဖြိုပြမှုတွေမတင်ဆက်တော့ပဲနဲ့သူ့ဘာလို့သူတူတူတိတ်တိတ်အရက်သားတယောက်လိုနေနေတာဒါပေမဲ့သားအရင်းကိုပြန်တွေ့တဲ့အခါမှာသူသားကပြည်သူတွေကိုဂျင်းထည့်ပြီးတော့အောင်မြင်နေတဲ့ အဲသူများပြက်ဆက်တွေနဲ့သူများဇလန်းတွေကိုခိုးပြီးတော့အဲသူ့နာမည်တက်ကနေတဲ့ဇမင်းသားတယောက်ဖြစ်နာမည်ကြီးပြီးတော့နိုင်ငံကျော်နေတာပါမေဖြစ်တဲ့သူကလည်းအဲဗီဒီအောင်တိုက်ရဲ့မိမကလည်းဇလန်းထဲမှာပေါ့နော်ပြည်သူတွေကိုဂျင်းထည့်ပြီးတော့ဖြက်လန်းနီးနဲ့အောင်မြင်မှုစ조사ခဲ့လို့သူတို့နှစ်ယောက်လမ်းခွဲခဲ့တာပေါ့အဲအိုက်ခက်ကဖိလိန်ခွင်းကဆိုတာနာမည်ကြီးတယ်ပေါ့နော်ဒီဇလန်းထဲမှာကျွန်တော်တို့တော့မမြင်ဘူးလိုက်ဘူးအဲဒီဆက်စီကြက်ကြက်အောက်ကကာလာသားတွေကိုဆွဲဆောင်တဲ့အကဖြစ်မှာပေါ့နော် ကျွန်တော်တို့ဟူဖော်ဒီဖော်တွေနဲ့ဆွဲဆောင်တယ်မအီရလဲတားဖြစ်တဲ့လူတော့လဲအဲ့လိုသူများအမှုပညာတွေခိုးပြီးတော့နိုင်ငံကျော်နေတဲ့သူ့သားအရင်းကိုစုံမာတာတားဖြစ်တဲ့လူကတော့ဖိအိမ်မန်းမသိဘူးအဲဒီဇက်ဝင်ကန်းလေးကိုဘီးအောင်တိုက်အမှုပညာပေါ်မှာဘလောက်တစ္ဆာရှိတယ်အပြည်သူနဲ့တသားတဲ့ဘလောက်ရက်တည်ခဲ့တယ်ဆိုတာကျွန်တော်တို့အတူတူနားဆင်အောင်ပါခင်ဗျာပြတ်ဆက်ဆိုတာဘာမှမသိပဲနဲ့နိုင်ငံကျော်ပြတ်ဆက်မင်းသားလှုပ်ရှားနေတာမင်း သမင်းရှင်ပရိသတ်ကိုစော်ကားတာလဲမင်းဇက်ကံတော်တော့လူရန်သာတိုက်ပွဲလူရန်သာတိုက်ပွဲနဲ့ပြတော့ပြဇက်ထဲမှာနိုင်ငံညားပြန်ဆရာဝင်နဲ့ခေါင်းရွက်ပြထိုးသေးတယ်ညားပေးလိုက်တာပဲအပြစ်မှညားမလားကွာပြောပါမင်းပြဇက်ကိုကြည့်မိတဲ့ခေါင်းရွက်ပြထိုးသေးတယ်ဆိုရင်ပြဇက်ထဲမှာငါလူသေးတယ်နဲ့ဆရာဝင်နဲ့ညားတာပဲဆိုပြီးဆရာဝင်အိမ်ရှိမှာ ပြက်ဆက်ထဲရလို့ဆရာဝန်နဲ့ညားလို့ညားညားလမ်းတလားကြည့်ပါလားဆရာဝန်နဲ့မညားပဲစီးတဲ့ကားတောင်းတိုက်သွားအောင်မင်းမနဲ့မင်းသမီးဆိုညားမှပရိသတ်ကကြိုက်တာလို့ဆင်ခြင်ပေးအောင်မလို့လားဒါဆိုပရိသတ်တွေကိုအောင်သွယ်စိတ်နဲ့ပွဲလာကြည့်တာလို့စွတ်စွဲတာနဲ့အတူတူပဲဒီမဟာဝန်းစော်အိမ်ရလူရန်စားတိုက်ပွဲကိုအော်ရင်လူရန်စားအချစ်ကိုပဲပြရမှာပေါ့လူအထင်ကြီးအောင်နိုင်ငံရေးဝေါ်ဟာရတွေအလွတ်ကျဲပြီးဇက်ခုံမတက်ရွတ်တိုင်း အဆင့်မြင့်ပြတ်သက်ဖြစ်လိမ့်မထင်လားဝေါ်ဟာရအလွယ်သုံးစားမှုနဲ့ပြတ်သက်တောင်ရုပ်ပြဆင်းပြတ်ဖြစ်အောင်မယ်။အိုးပိဋကလက်ခံရင်ပြီးတာပဲ။ခင်ဗျားဘာမှနာလို့ဖြစ်နေရတာလဲ။အေးလေစီးပွားရေးကြောင့်လှုပ်ရှားတဲ့လူကတော့ပိဋကကြိမ်ငွေရရင်ပြီးတာပဲမှန်လား။ပိဋကမြောက်လို့ခုံမှကြိုက်မယ်။မြောက်လို့ခုံမှငွေရတယ်ဆိုရင်မင်းတို့မြောက်လို့ခုံမယ်။ပိဋကခွေးလို့ဦးမှကြိုက်မယ်။ခွေးလို့ဦးမှငွေရတယ်ဆိုရင် မင်းတို့ခွေးလိုဦးမဲ့ကောင်နေဒါဆိုလဲပြတ်ဆက်လို့အမီမတက်နဲ့ဘောကွာဝင်းစော်ဟေးမြောက်ပွဲခွေးဆက်ကဘောကွာခမည်းကြီးလွန်းလာပြီနော်ခမည်းဘိုးကြီးပိတ်သက်တွေကဒါမျိုးလက်ခံတာရောကဲခမည်းဘာပြောမလဲဒါမင်းတို့လက်သုံးစင်ကြီးတွေပါကွာပါလေမင်းတို့ပြတ်ဆက်မင်းသားတွေကပရိသတ်ကနှိမ့်နေမျက်စီမပွင့်ဘူးဒါတွေပဲကားမယ်လို့ပြောဦးမယ်မလားမပြောနဲ့ဝင်းစော်ဟေးပရိသတ်ကထမင်းရှင်ကွာကျေးဇူးရှင် မင်းကပုံစံတစ်ခုပြန်မင်းရင်သွေးကလေးလေးကနှက်လက်မကွဲပန်ကြီးကိုပါစက်ထဲထဲကစားရမှပျော်တယ်ဆိုရင်မင်းဒီအတိုင်းလွတ်ထားမလားမထားပါဘူးကလေးကိုထိခိုက်မှစိုးတော့ငိုပါစေမင်းပန်ကြီးကိုဖယ်ပြစ်လိုက်မှာပေါ့ဟုတ်ဘူးလားအဲ့ဒါလို့သာမင်းကျေးဇူးရှင်နေအပေါ်မှာစေတနာထားရင်ပြိတ္တပြေးချင်အောင်ကြိုက်ကြိုက်အစိတ်အတော့ဖြစ်မယ်ပြဿနာမျိုးမကရဘူးကွာပါလေပိုက်ဆံမရမှာစိုးလားနာမမကြီးမှာစိုးလား ဟမ်ပြောစမ်းမပြောစမ်းမလုပ်ပါအပြန်လှန်လေးဆွေးနွေးစမ်းပါဦးဇက်ခုံပေါ်မှာတော့မင်းတို့ကတိတ်ပြောကောင်းတာဟမ်ခုတော့ကြက်ကြီးလဲလိန်ထားတယ်လို့ပါလားတိတ်တော်တဲ့ပြဇာမင်းသားကိုကလဖန်ကိုထိုးကိုချိုးကိုဝေးလူကြိုက်လက်ခုပ်တီးမဲ့စကားတွေမှန်သမျှရွေးသူများမပေးပဲကိုကြီးပြော ရုပ်ဆိုင်နေရစကားမပြောရမလှုပ်ရှားရငုတ်တုတ်ရုပ်သေးမတ်တမတာလို့သဘောထားပြီးစကားအများကြီးပြောပြီးတယောက်ထဲနိုင်ငံညော်လှုပ်စားလာတဲ့ပြဇာမင်းသားလှုပ်စားမအောင်กว่า ဆွေးနွေးပါဦးအပြာလှန်အခြေအချလေးပေါ့ဟာလေကြက်ထားတာများမရှိဘူးလားဟမ်ဒီမှာဝင်းစော်ဟေးပါဇက်ကအဆက်မပြတ်ရွတ်တက်ယုံနေတော့ကြက်တူရွေးလဲနိုင်ငံကျော်ပြဿနာမင်းသားဖြစ်နိုင်ပါတယ်ကွာဟမ်ဝင်းစော်ဟေးရမင်းပရိသတ်ကိုအထင်မသေးနဲ့မစော်ကားနဲ့ဒီနေ့ပရိသတ်ကငိုရယုံရီရယုံရပ်သားနဲ့အယုတ်ဆောင်နဲ့ပုံအတက်နဲ့ခံစားတတ်တဲ့နှလုံးသားကိုမြှူဆွဲမရင်းကျင်လို့မရတော့ဘူးကွာဒီမှာဝင်းစော်ဟေး မင်းကကိုယ်တိုင်ကလည်းပြည့်စက်ဆိုတာဘာမှမသိဘူးသိလို့နားလေလို့ရေးပြီးတဲ့ပြည့်စက်ကြတော့ဘာစာရေးဆရာဘာဒါလိုက်တာဘာမင်းလားဆိုပြီးပြည့်စက်တွေကိုဖြုတ်လို့ဖြုတ်ဖြည့်လို့ဖြည့်ပြင်းလို့ပြင်းဖြက်လို့ဖြက်ပြည့်စက်ကိုရုပ်ပြက်ဆင်းပြက်ဖြစ်အောင်လုပ်ခဲ့မင်းပြည့်စက်မတိန်သမားဟမ်ဟဲ့ကဒီနေ့ပြည့်တက်ကပြည့်စက်ကိုမင်းတက်နားလေမင်းတက်မြန်လို့တယ်ကွာနောက်ပိတ်ဆုံးမင်းပြောတယ်လို့ပြည့်တက်ကနင့်ငယ်ပဲထားအောင်မင်းမြင့်တင်ပေါ့ မျက်စိမပွင့်မျက်စိဖွင့်ပေါ့ခုတော့မင်းတို့ကဒီလိုမဟုတ်ဘူးနှိမ့်နဲ့ပရိတ်တက်ကိုငယ်ရိတ်ကိုဖနှောင့်နဲ့ပောက်ခဲ့မျက်စိမပွင့်နဲ့ပရိတ်တက်ကိုမျက်လှက်ထပ်ပြတယ်ကိုမယုံကြည်တာမလုပ်ပါနဲ့စေတနာမပါရင်မလုပ်နဲ့မလိန်နဲ့ဒီနေ့ပရိတ်တက်မင်းတဲ့တက်တယ်ဆိုတာရောလက်ခံရလားကဲကွာငါပရိတ်တက်မင်းပြတ်ကြမင်းလားမင်းနဲ့ငါပြတ်သက်ပညာဘသူတက်တယ်ထင်လဲကွာခမတော်ရဟဲ့ခမတော်ရကဲကွာ ါအဲตาဖြစ်တဲ့လူကဖေဖြစ်တဲ့လူနောက်ဆုံးပြီးသူချင်းထဲတဲ့သူချင်းထဲခဲ့တာတွေဗီဒီအောင်တရားဆုံးမနေတဲ့အခါမှာဖေမမသိပဲနဲ့ထထိုးတဲ့ခန်းပေါ့နော်မင်းကပြက်သက်တွေကိုဖြုတ်လို့ဖြုတ်ဖြက်လို့ဖြက်ပြက်သက်မဒိန်းသမားဆိုတဲ့စကလုံးကတော့ရင်ထဲမှာတော်တော်ဟိုထိတာပေါ့နော်ဒီတဲ့ ထိတဲ့စကားလုံးတွေလည်းနောက်ပိုင်းမှာပြောထားတာအများကြီးပါအဲကျွန်တော်နောက်အလင်းတင်တင်တယ်လို့ပြည်သူတွေကိုအဲကျွန်တော်ချစ်ခင်မြန်လူလေးစားရတဲ့ဗီဒီအောင်တိုက်ရဲ့ပြက်ဆက်တွေပြောဆက်တွေနဲ့အတူတင်ဆက်ဖို့လည်းစိတ်ကူးထားတာရှိပါတယ်ကျွန်တော်တကွတွေးမိတာပေါ့နော်ကျွန်တော်ကတော့မမိလိုက်ဘူးဗီဒီအောင်တိုက်ကိုမမိလိုက်ဘူးဒီအတန်ဖိုင်လေးတွေပဲကြားရတယ်ဒီခေါင်းကြီးခေါင်းကမတက်ပါငါလူမင်းသားကဘာရှား နောက်အကျွေးထမင်းတလုတ်ထင်းကုတ်စားမယ်အများကြီးပေါ့နော်ဆရာဘီဒီအောင်တိုက်ရဲ့ပြက်ဆက်ကောင်းတွေကတော့အများကြီးပဲအပြင်မှာအဲ့ဒီလိုဒီပုံကိုကြီးဒီပညာရှင်ကတာကိုကြည့်ခွင့်မရလိုက်တာကိုကျွန်တော်ရင်ထဲမှာအရန်ဟိုခံစားရတယ်နှမျောရတယ်ပေါ့နော်ဒီလိုပညာရှင်ကြီးတွေစင်ပေါ်မှာပြည်သူကိုတက်စာရှိရှိနဲ့လူတန်းစားတိုက်ပွဲတွေအနည်းခံပြည်သူဘဝတွေကိုတင်ဆက်တာကို ကြည်ခွင့်မရလိုက်တော့နှစ်မျောတယ်နောက်တစ်ခုကတော့ကွယ်လွန်သွားတာဟုတ်ပဲစောစောစီးစီးကွယ်လွန်သွားတာဟုတ်ပဲကောင်းပါလေလို့ဒူးမိပါတယ်ဘာဖြစ်လို့လဲဆိုဒီခစ်လို့ခေါယိုးချိုးနေတဲ့အဲဒူပြည်သူအများကပေါ်ကားလို့နာမည်ပေးထားတဲ့ရုပ်ရှင်တွေနောက်ဘယ်ကနေဟိုစက်ရုံကြီးတွေကထုတ်နေတယ်လို့ထွက်နေတဲ့ဒီဆယ်လီတွေ ။နောက်ကီးမဝင်ဘားချော်တဲ့အတော်ဆူတွေပေါ့နော်အတော်ဆူတွေကိုတွေ့ဆရာဘီဒီအောင်တိုက်တော်တော်ကိုခံစားရပြီးတော့ပိုထိကြိုက်ရမှာပေါ့နော်အဲ့တော့ तू တက်စက်တီအများကြီးထက်ကနေရအောင်မအောင်တွေးမိတဲ့အတွက်ဒီခေတ်မှာဟာဆရာမရှိတော့တာလဲကောင်းပါလေပေါ့နော်အဲ့တော့ဒါကတော့ပြည်သူပေါ်တစ္ဆာရှိခဲ့တယ်အမှုပညာပေါ်မှာလည်းတစ္ဆာရှိခဲ့တယ်အတိုင်းပြည်အတွက်လည်းအမှုပညာနဲ့အများစွာလှုပ်ကြွေးပြုခဲ့တဲ့ အားလုံးကလည်းလေးစားရတဲ့နိုင်ငံကျော်ပြည်သက်မင်းသားကြီးဘီဒီအောင်တိုက်ပါအဲ့တော့အခုတခါလာမှာကခေတ်ဆက်ဆက်ကပြည်သူကိုဂျင်းထည့်ခဲ့တဲ့တစ္ဆာမရှိခဲ့တဲ့အမှုပညာရှင်တွေအကြောင်းပေါ့နော်ဒီမှာကျွန်တော်စကားလေးဆက်ဆက်လို့အဲပြောပြရစီဒါလေးကိုဒီရုပ်တံဖိုင်လေးကိုနောက်မှပြမယ့်ရုပ်တံဖိုင်လေးကိုလည်းအစအဆုံးတေချာကြည့်ပေးစေချင်ပါတယ်ကျွန်တော်ဘာပြောချင်လဲဆိုတော့ကျွန်တော်တို့ လူရှင်တော်တွေကလည်းခုတုန်းကရှင်ဘီရင်သားမှာပေါ့နော်ပျော်တော်ဂျုံလို့တင်ဆက်ခဲ့ရအဲတင်ဆက်ခွင့်ရှိတယ်ပေါ့နော်ရှင်ဘီရင်ကဝေဖန်ရတယ်ထောက်ပြတယ်ဘလာဘလာဘလာပေါ့နော်ဘာညာပေါ့ဒါစာပေဒီထဲမှာလည်းရှိတယ်အဲကျွန်တော်တို့ရှေ့ရဆရာတွေကလည်းအများတန်းဂုံယူဝင်ကြွားစွာစုံမာတာတွေရှိတယ်နောက်တခြားဂီတနဲ့ပတ်သက်တဲ့နန်းတွင်းမှာမင်းသုံးခံဆိုင်ပေါ့နော်နန်းတွင်းမှာတီးရတယ်စိန်တိုင်းများဆိုင်ဗရမများဆိုင်ဘာညာပေါ့နော် ဒါမျိုးတွေရှိတယ်နောက်ရှင်ဘရင်ရဲ့ပွဲတော်ကြောက်ဇာတဲ့ဟိုညာစိန်ခွက်နဲ့ပွဲတော်တည်ရတဲ့ဖက်ခွက်စာရှင်းတန်းဆိုတာလေမီဒီနေမြင့်တို့နောက်ကျွန်တော်တို့စာပီဒီထဲမှာလည်းဖတ်ဖူးတယ်ပေါ့နော်ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ကဒီရှင်ဘရင်ကျွေးတာကိုစားရတယ်ဆိုတော့ကျွန်တော်တို့ကျွန်တော်တယောက်တည်းအတွေးပါဒါတော့ဟို ညင်ညခုံချရှင်းကြမယ်ဆိုရင်ဒုတ်တန်းတားတန်းရှင်းရမှာပေါ့နော်ကျွန်တော်တို့ကအကြံစားရတာပဲအဲ့တော့ကျွန်တော်တို့ဘယ်အကြံကိုစားရတာကိုခစ်ဆက်ဆက်ကဂုံယူဝင်ကြွားပြီးတော့ပြောနေတာပေါ့နော်ဒီဖုံးတော်ပွဲတွေပြောနေတာတွေကြားရတယ်ဘယင်စားမိတာဟာကြီးပေါ့ဗျာဒါတော့ဘယင်ကတော့အကောင်းစားမှာပေါ့နော်ဒီဘယင်ပွဲတော်ကိုဟိုပွဲတော်ကြောက်စားရတယ်ဆိုတဲ့အခါကြတော့ဘလို့လို့ဘယင်ကိုမကောင်းပြောရတော့မှာလဲ ဘရစ်ဘုံတော်ဘွဲ့တွေအဲတချင်းထဲမှာလဲဘလာဘလာဘလာပေါ့နော်ဘုံတော်ကြီးလို့တတ်တော်ရှိပါ냐တတ်တော်ရှိပါစီတကယ်ဟိုဂုတ်ပေါ်ကိုတန်လျက်ဝဲထားတဲ့ဘရင်ကိုဖားပြီးတော့ဘုံတော်ဘွဲ့တွေပြောပြီးတော့ပြည်သူကိုဂျင်းထဲခဲ့ရတာကိုသွားတွေးမိလို့ပါဒါကိုအချက်မတို့ကဟိုမြာစိန်ဖတ်နေပွဲတော်တည်ရတဲ့အဟိုဘလာဘလာဘလာဆိုပြီးတော့ဂုံယူနေကြသေးတာပေါ့ဒါကတော့ကျွန်တော်စကားဆက်မိလို့ပါအဲ့တော့ခေတ်ဆက်ဆက်မှာပြည်သူကို ဂျင်းထက်ခဲ့တဲ့အကြောင်းကိုအဲပြန်ပြီးတော့အဲဒါစောင်းပါလေးပေါ့နော်ကျွန်တော်ထင်ပါတယ်2022 23လောက်ကဖြစ်ပါမယ်အဲဒီစောင်းပါလေးကိုကျွန်တော်ခဏခဏဖတ်ဘူးလေအရင်တော့ကြိုက်လို့တော့ကျွန်တော်စေထားတယ်အများတန်းဖတ်ပြတယ်ပေါ့နော်အခုကြတော့အဲရုပ်တာဖိုင်နဲ့အတူနောက်ကနေပြီးတော့အတန်နဲ့အတန်နဲ့ဒီစောင်းပါလေးကိုဖတ်ပြထားတယ်ဖန်တီးထားတဲ့ရုပ်တာဖိုင်ကိုဖန်တီးထားတဲ့လူကိုလေဒီလီစစာအဲဒီနေရာနေပြီးတော့ကျေးဇူးတင်ပါတယ်ဂုဏ်ပြုပါတယ် နောက်ကနေပြီးတော့ကျွန်တော်ဒီဆောင်ပါလေးကိုဖတ်ပြထားတဲ့ညီငယ်ကိုလည်းလေးလေးစားစား credit ပေးပါဗါတယ်အဲ့တော့ကျွန်တော်တို့အတူတူပြည်သူကိုဂျင်းထည့်ခဲ့တဲ့ဥပညာရှင်တွေအကြောင်းပြောထားတာလေးကိုကျွန်တော်တို့အတူတူကြည့်ရအောင်ပါနားဆင်ရအောင်ရှစ်လေးလုံးအရေးအခင်းပြီးတော့လူတွေကစစ်တပ်ကိုမုန်းကြတယ်အဲ့ဒီထဲမှာအနုပညာရှင်ဆိုတဲ့သူတွေအများအားဖြင့်မပါဘူးဆိုတာယုံ 68ပြည်နောင်နှစ်နှစ်နေတော့စစ်အစိုးရဝါရဖြန့်တဲ့ပါပီမရုပ်ရှင်ဇက်ကားကတက်တည်အဲ့ဒီကားမှာယူနန္ဒာမြင့်ကလည်းအလန်းခင်ဆိုးပိုင်ကလည်းတယုတ်ဆောင်ကောင်းတော့တော့ခိုးသွားတဲ့ចောင်းသားတွေကပဲအသိဉာဏ်မရှိစစ်အစိုးရစေတနာကို နားမလဲသလိုဖြစ်အောင်ကိုအမှုပညာသမားတွေကပုံဖော်ခြင်းထက်ဝါရဖြန့်ပေးကြတာရန်ကင်းမှာအဲ့ကားရိုက်ပေးတဲ့သူတွေကိုတိုက်ခန်းအောင်ပေးတယ်ကြတာပဲဟုတ်မဟုတ်တော့မသိဘူး အဲ့ဒီမှာပပီမကရိုက်တော့ဆိုလို့ရှိရင်အရန်အောင်မြင်ခဲ့တဲ့ကားပေါ့နော်အဲ့အချိန်တုန်းကဆိုလို့ရှိရင်ဟာပပီမပပီမဆိုအခုဆိုရင်အဲ့ဒီမှာဖက်ဆပ်ပလာမှနေတယ်ဖက်ဆပ်ပလာတိုက်ခန်းနေမှာတော့မလားတိုက်စီသမားတွေကလာလို့ရှိရင်လေပပီမတိုက်ခန်းကိုပို့ပေးပါအဲ့နေရာဖက်ဆပ်ပလာရေလို့မဟုတ်တော့ဘူးပပီမတိုက်ခန်းရှိရနေရအဲ့လိုဖြစ်သွားတယ်အဲ့ ठी ကိုအောင်မြင်ခဲ့တာပေါ့အဲ့တုန်းကလည်းတခါပီတိတွေအရန်ဖြစ်ခဲ့ရတယ်နောက်နေ့ကျဦးညွန့်ဝင်းကြီးကထပ်ပြီးဘောမာတယ်အဖေနဲ့သားအများဇက်ကားနဲ့ ဇဝင်တဲ့ရှင်တော်မှတ်မိပြီးလေသူမပါရင်လေဘာရီများရှေ့ဆက်ဖြစ်ကြမယ်သူလေးမပါခြင်းဘူးအရှင်နေနဲ့တားဆူများကြောင့်ဆိုပြီးကက်တီရှင်ကစစ်တက်ဖြစ်ရောဟမ်အနုပညာသမားတွေကျေးဇူးလေအနုပညာရှင်တွေဟာမြို့ရှိစိတ်တဲ့ရှင်သန်ထက်မြတ်တယောင်ယောင်အတန်သေးအတန်ကြောင့်អော်ပြီးနိုင်ငံရေးကိုဥှိုးတဲ့မာယာတာရီယလူအဖွဲ့စီနောက်တော့တက်ကသူပိုင်းမီဒီယာမျှဝေကိုစမိတ်ဆက် စကားကောင်းတွေပြနောက်တော့စစ်ကားတွေပြအဲတုန်းကအစကတော့တကယ့်စစ်ကားကောင်းတွေပါပြင်းမငုတ်တို့တို့နှောင့်တမိမိတို့အဲကနေမှအောင်မြင်ခြင်းရင်စစ်ကားရိုက်အကယ်ဒမီရခြင်းရင်စစ်ကားရိုက်တွေဖြစ်လာရောလူမင်းဆိုစစ်ကားအရိုက်ဆုံးကျော်ဟင်းဆိုလဲအကယ်ဒမီလိုချင်လုံးလို့ဝေလဲမွေကျွေလဲမွေကိုမရိုက်ရှင်ပဲရိုက်ခဲ့တာညုံဝင်းဆိုအဖားကောင်းလုံးလို့ ငါးစုချင်းပြစ်တော့အချက်မရှိအဲညာက သူနဲ့အတူတော့သူ့ကြုံမခံပြီဆိုတာလိုက်အော်ခိုင်းသေးတယ်အဲတဲကအမှုပညာရှင်တွေကစေဖို့ကြုံအပဘောစမတာအကောင်းဆုံးဇကာထူးချွန်စုကိုတိုက်ပွဲခေါ်တဲ့ဇကာက၎င်းတင်ကြဲဝင်းကြီးဌာနဝင်းကြီးဘူချုပ်အေးကျော်ကရုပ်ရှင်ထူးချွန်စုရရှိသူများကို ရွှေစင်ရုပ်စုများကိုချီးမြှင့်ပါတယ် now ဇကာရေးဒီတို့မြောက်ရီအငိမ့်တို့လုပ်ပြီးပြည်သူကိုဂျင်းထက် အဲ့ဒီတုန်းကစောကရည်တိပြိုင်ဘဝဝင်တိုင်းဥခင်ညွန့်ဘုံတော်ဘွဲ့အဘအကြမှာပါစီကပါသည် လောက်လေးရှီလို့ပေါ့ဗျာမြောက်ဒီအငိမ့်က ပထမရတဲ့မိုဒီမော့စ်တို့မြင်းမြင့်ကြီးအငိမ့်ဆိုလဲဒေါ်စုကိုတိုက်ခိုက်တာမြင်မကောင်းဘူးမှတ်မိသေးလားတော့မသိဘူးဒယ်ဒီကမုံရေးပြီးမြင်းမြင့်ကြီးဆိုတာတီဗီကခဏခဏပြတယ်လीသွေးစွန်းထားတဲ့ဒို့ဖိုးရဲ့ဒါကောင်းရင်ထရံမှာရှိပြီးသားတို့တခုတ်ပင်ကမိဒီကြီးကြီး အတန်ကြတိုင်းထကြည့်ရတာအေးရေးပြက်လာပြီတို့ပြည်သူကိုဝါရမိုက်တိုက်တာစားတော့ပြည်သူထမင်းနဲ့အဲ့တော့ဒီနေရာမှာတော့ကျွန်တော်နည်းနည်းပြောစရာရှိတာပေါ့နော်မြောက်ရီညိတ်ပြိုင်ပွဲပြိုင်တဲ့အချိန်မှာကျွန်တော်ဖြစ်ဖြစ်တဲ့လူကျွန်တော်ကြီးစတားဥကြုံမူကအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်လင်းပြီးအိတ်ဆိုပြီးတော့ကျွန်တော်တို့ရခိုင်ကိုစားပြုအဖေကပြန်ရပါတယ် အဲကျွန်တော်ရှေ့ရက်ပိုင်းမှာတော့အဲ့ဒီအကြောင်းအရာလေးကိုကျွန်တော်ရဲ့ Facebook မှာတင်ထားတင်ထားတယ်ပေါ့နော်ဆိုတော့ခင်ညွရဲ့ဖုန်းတော်ဘွဲ့ဒီကောင်တွေဘလောက်ဒီအမှုပညာသမားတွေကိုဝါရတိုက်ပြီးတော့မိုင်းထည့်လဲဆိုတော့ပြောချင်တာပါအဲ့တော့အဖေကအဲလေးဦးဒီညိတ်ရခိုင်ပြည်နယ်ကိုစားမှုပြိုင်နေအဖေမပြိုင်ခင်တရက်မှာကျွန်တော်တို့ကတခြားရှိမှာပြိုင်နေလူရှင်တော်အဖွဲ့တစ်ဖွဲ့ကို အဖေနဲ့အတူတူသွားပြီးတော့ကြည့်ရှုအားပေးတယ်ပေါ့เนาะကျွန်တော်7နှစ်သားလောက်ရှိတဲ့အချိန်မှာပါအငိတ်တိုင်တယ်ဆိုတာဗျာကျွန်တော်တို့လည်းဒီဘက်ခေတ်မှာကျွန်တော်တို့လည်းမိုးရံတို့ဟလာငိမ့်ငိမ့်အငိတ်တို့ပြိုင်တဲ့အခါမှာအပြည်သူတွေလည်းသိနေတာပဲကျွန်တော်အချိန်နဲ့ပြိုင်ရတာပေါ့เนาะတနာကြီးဆိုတနာကြီးတနာကြီးခွဲဆိုတနာကြီးခွဲအချိန်နဲ့ပြိုင်ရတယ်အဲ့ဒီမှာပြက်လုံးနေစင်ပေါ်မှာပြိုင်ပွဲဝင်တဲ့လူရှင်တော်တွေကပြက်လုံးဝင်ကြီးတစ်ခုပြက်နေတဲ့အချိန်မှာ အောက်မှာရှိတဲ့ပြည်သူတွေကဩဆိုရည်နေတဲ့အချိန်မှာအပေါ်မှာရှိတဲ့လူရှင်တော်တွေရက်ပလိုက်ရအောက်ကဆိုင်းရကျွန်တော်တို့ဒီအော်ပရာတို့နောက်ပိုင်းတို့တွေမှာဇက်မှာဘယင်လာလို့ရှိရင်တီးပြရတဲ့ CU တီးပြတဲ့ထတီးလိုက်အဲ့ပြိုင်နေတဲ့အချိန်မှာနော်ဘသူဝင်လာလဲဆိုတော့အဲ့ဒီခင်ညွန့်ဆိုတဲ့ကောင်ဝင်လာတယုံလုံးကမတက်ထရက်တဲ့အလေးပြုတဲ့လူတွေကပြုတ်ကြပါဘောနော်ကျွန်တော်ကလေးဆိုတော့ကြောင်တောင်တောင်နဲ့ရှောက်ကြည့်တာပါ तू तू ထိုင်ရမယ်နေရာမှာထိုင်ပြီးတော့เนาะ तू ဟိုတင်းကြိုင်းမှာထိုင်ပြီးတဲ့အချိန်ကြတော့မှစင်ပေါ်မှာရှိတဲ့လူရှင်တော်တွေကပြန်ပြီးတော့ပြန်ွဲပြန်ဝင်ရတယ်ဆိုတော့ကျွန်တော်ကလေးဘွားနားမလဲခဲ့ပြီမြဲနားနားလဲတဲ့အချိန်မှာအဖေကပြန်မေးတယ်အဖေလို့အဲ့တုန်းကသားသားတို့အဲ့လိုအငိတ်ကြည့်နေတဲ့အငိတ်ပြန်နေတဲ့အချိန်မှာသားတို့အငိတ်ကြည့်နေတဲ့အချိန်မှာစင်ပေါ်မှာရက်လိုက်ရတယ်လေလို့ အာဘာဖြစ်လို့လဲဆိုတော့အဲခင်းညှို့ဆိုတဲ့ကောင်လာလို့ဆိုတာကိုသိရတယ်အဲ့ဒီချိန်ကစပြီးတော့ကျွန်တော်လူမန်းတိတဆရွယ်တဲ့ကဒီကောင်နေနဲ့ပတ်သက်တာဆိုလို့ရှိလို့ရှိရင်ဘာမှမလုပ်ခဲ့စစ်ကားမရိုက်ဘူးကျွန်တော်အဲ့ဘဲဆွဲတာတို့ဘာလို့အဲ့ဒါမျိုးတွေမလုပ်ခဲ့ဘူးအဲ့လောက်တောင်ဒီကောင်တွေယွန်ရှာမုံတီးတယ်တကယ်ဟိုဘရင်ယူးတွေဆိုတာဒီနေရာမှာကျွန်တော်ဆက်ဆက်ပြီးတော့ပြောချင်တာပါကျွန်တော်ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့မုံစရာကောင်းတဲ့အဖြစ်အပျက်တစ်ခုပါ ပြည်သူကို အပလီမာယာလိန်ညာခြင်းထက်အဘမခိုင်းမဲမျက်နှလုံးမျက်နှာရပခင် အားရကြုံပါဝလှုပ်ပေးနေတာအမှုပညာသမားတွေပဲအစိုးရလက်ထက်တရားတစ်ခုစောက်လို့ဖွင့်ပွဲလုပ်ရင် ခုံနာခုံနာဆိုတာအဲ့တရားပေါ်တက်တက်ပြီးတရားကြီးပြီးပြီးတရားကြီးပြီးပြီးနဲ့တရားဟိုဘက်ဒီဘက်ပတ်ပြေးလိုက်သည် တေးရီကလည်းဂိဒါစာဆိုဟင်းတရမြင့်ဝီအစိုးရဖြိုးကြီးအဖေရေးတာအများဆုံး ဲဒါကြောင့်ပြန်ဝင်ဟောင်းဥယျာဉ်ထုတ်ကပေါ်တင်ပြောတာစေအစိုးရလက်ထက်က policy ကရိုက်ပြရစီလာပြောတာသူ့မှာစရင်ရှိတယ်ဆိုတော့ဘယ်အမှုပညာရှင်ဆိုသူတွေစောက်တန်ထွက်ရဲလဲအမှန်ဖြစ်နေတာကိုအဲတုန်းကဇင်ရောမမောင်ကြီးကတော့ထော့ပေါ့ဗျာသူကတခြားကားသာကောင်းအောင်မရိုက်တတ်တာအဘဘောမှ policy တို့အပိုင်းနာမည်ပေးတာကိုက လန်ထွက်နေတာပါတဲ့မိုးရံတို့လွင့်ပြန်စေမိကေတရာဇာတို့ဤအာမန်တို့ နှလုံးသားတွင်ကပိတင်မိကစ်ပနဒီတို့အနုပညာရှင်တွေကသူတို့နာမည်ရပတ်စံရပါမေးရပီယောဆိုပြီးပြည်သူကိုဂျင်းထဲလာတာလေမချက်ဘူးပြောကြသေးတယ်နိုင်ငံတော်အကျိုးပြုဇက်ကားဆိုပဲတဖြည်းဖြည်းနဲ့ပြည်သူကလည်းစစ်တပ်ကိုတဖြည်းဖြည်းယွန်လာ2010ရွေးကောက်ပွဲလို့တော့အတန်တိတ်မထွက်သေးဘူးအခြေအနေစောင့်ကြည့်သေးတာ now ကြားပြက်ရွေးကောက်ပွဲမှာဒေါ်စုကလည်းဝင်ပြိုင်ပြည်သူကလည်းဒေါ်စုဘက်ကမဲမြမှန်တိလာတော့သူတို့ကလူလေတွေလေး ြည်သူစီကစားလာတာမနေတော့ဘူးဆိုတော့စောက်ချက်မရှိဘတ်စကားပေါ်ဝင်ထိုင်ပြီးဒီမိုကရေစီဆိုပြီးစပြောတော့တာသူတို့ပဲဒီမိုကရေစီရှေ့ဆောင်မသိရင် NLD အစိုးရကပဲသူတို့ကြောင့်နိုင်တယ်လို့လို့အဲ့ဒီကအဘကနေမိမိမမိမိဘ누구ကပြောတာလဲပြောင်းလဲသွားပြီလို့ကျွန်တော်တန်ပြီမှာဒီမိုကရေစီရလို့ပြုပြင်ပြောင်းလဲနေပါပြီဆိုတာတနည်းအားပဲရှိတယ်အဲ့ဒါဒေါ်အောင်ဆန်းစုကြည် channel မှာဟုတ်တယ် အဲ့ရုပ်ရှင်မင်းသားမင်းသမီးတွေလည်းတအုံအုံထားရတာပဲဟိုအစိုးတော်တွေလည်းတအုံအုံထားရနေတာပဲချမ်းအပြင်ရောက်တာနဲ့တီရှပ်တွေချွတ်တော်တာပဲချမ်းထဲမှာတော့အပြည့်ပဲအဲကျွန်တော်တို့ကြီးရင်ကြီးနေသူတို့ကတော့ကြောက်လာပါတယ်သူတို့ကလည်းကျွန်တော်ကိုပြောပါတယ်ခမရလည်းတော်တော်ကြောက်တယ်လူပဲတဲ့ဟုတ်ပါတယ်ကြောက်ပါတယ်တီကြတဲ့စစ်တကခေါ်ရင်စစ်ကားပြေးရိုက်ပြီးအဘဘောသွားမှကြသည် စစ်ကိုမုံရွေတိုက်ခဲ့သည်တို့တစစ်တမတ်ကိုနှစ်တက်ကိုဆိုတဲ့ဇလန်းတွဲတွေကတက်သည်ခန့်စီသူကြီးဆိုစစ်ကားရိုက်ပြီးချင်းမအလာတင်တဲ့ဖျားထီးတွေပေါ်မှာခန့်ခန့်ကြီးအကယ်ဒမီလဲအရင်နဲ့ခုခေတ်ဘာထူးလို့လဲဘေလူဝါကြီးဆိုသူ့เจ้าသူသိလို့အကယ်ဒမီပြေးလာတာမလားဘူးအဲ့ဒါကိုဘုတ်ဖွဲ့ဆိုသူတွေက တွေးတာကဒီကောင်ကအခုစိုးရအာနာရအောင်လုပ်ပေးတာသူ့ကိုပေးရင်ငါတို့အတွက်အကျိုးမရောက်ဘူးဆိုပြီးတွေးတာ တို့တို့ကောင်းတဲ့အမှုပညာဆိုတာမရှိဘူးအာနာရှိတဲ့သူပတ်စံရှိတဲ့သူကို ဖားမယ်ဒါမှငါတို့ထမင်းစားရမယ်ပဲတွေးတာအဲအတွေးတွေကခုနောက်ပေါက်စတွေကပါလိုက်တွေးကိုုံနဲ့တီးတဲ့တယောက်ဆိုအရင်ဆိုကရေတီခစ်ကအဘအဘဆိုတာကြီးပဲတမိသားစုလုံးကြန့်ခိုင်ရေးပစိုးနဲ့ဘာပွဲညာပွဲသွားရင်တရက်ကွက်လုံးကဝိုင်းကြည့်ကြတာကို အမဲပြီးလဲပြီးရောသူတို့ရင်ဘက်မှာဒေါင်းရင်တို့နဲ့အမဲသူတို့မှာဂုံနေယူလို့ အဘာတွေကိုမုံတာသူတို့လောက်မရှိဘူးထောင်ထဲအနှစ်20နေခဲ့တဲ့ကိုမင်းကိုနိုင်တော့သူ့လောက်မုံမှာမဟုတ်ဘူးရေးလိုက်ရတဲ့ NLD အစိုးရကောင်းကြောင်းဆိုတာကလည်းငါကမှအမှုပညာသမားဆစ်စစ်ကြီးဆိုတဲ့အထာအဲ့လိုနှစ်ဖက်ရှင်ကောင်းတွေများလာတာအမှုပညာသမားဆစ်စစ်တွေအတွက်ပြဿနာပြောတာပြောရတာပါမြန်မာပြည်မှာကလည်းအမှုပညာအမှုပညာနဲ့ထမင်းဝဖို့ပါမိရဖို့အမှုပညာဆိုတာကိုဗန်းပြပြီးအဘဘောမနေတဲ့သူတွေကအများသားဆိုတော့ မနစ်ကစောင့်မွေးနီလေးတစ်ထည့်စစ်ကားနဲ့ရမ်းအောင်ဟဲအောက်ကနေပြီးတော့အရှုံးမပေးဘူးစစ်ကားနဲ့သုံးမြတ်သူသားတို့အကယ်ဒမီရတယ်လို့ဒီနှစ်လေရဲရဲတောင်နှင်းစီမသည်လောက်ဖြစ်သွားသည်နေတိုးတို့ဝဲမုံရွှေကြီးတို့အကယ်ဒမီရတယ်အခုနေ့မှာကိုငိမ့်မောင်ကြီးကဟောင်မင်းမေးတာကို ဖြေနေတာကြည့်ပြီးပထွေးအာကုန်နဲ့မိုက်နေလိုက်တာအောင်းမင်းပြီတယ်ကြောက်တဲ့တူကြောက်လိုက်မကြောက်တဲ့နေဟောစစ်သွားပါပဲကာမမုတ်ဆိုးဝေလူကျော်ဆိုရင်လဲ သူ့ရဲ့တင်းချိုင်းမြေပုံပဲ့တာမမြင်ချင်ဘူးပေါ့လေကိုရီပြည်သူတွေပဲဝေကျွေးကြည့်တာပါပေါ့လေတိုင်းပြည်ကြောက်တဲ့ကြဖို့လက်နှလုံးလိုလိုကဲတင်ပေးလိုက်တာကျေးဇူးဆက်ရတာကြီးက26နှစ်အခုလဲစစ်အစိုးရကအမျိုးဘာကြကဲပေးလို့ကျေးဇူးဆက်နေရတာက၄နှစ်ကျော်ဇက်တွေလဲနာပါကုလိုဝေဖန်ပြတော့ဝေဖန်တဲ့သူမနာလိုသူလို့ပြောကြမှာမနာလိုစိတ်ဆိုတာကိုယ့်ထက်တာတဲ့လုပ်ငန်းသူသမားချင်းမှဖြစ်တတ်တာ နိုင်ငံမျက်နှာအတွက်ဝေဘာထောက်ပြသူကိုမနာလိုစိတ်ကြီးသူလို့ပြောတဲ့သူကသာတကယ်မစ္စရိယအတ္တသမားပါတော်သေးတယ်အခုစကားစရွာလဲနေလို့မဟုတ်ရင်မိုးရံတို့လွင့်ပြန်စေမိပြူစောထီတို့ဤအာမန်တို့သွေးတော်သစ္စာတို့အမျိုးဘာသာသာသနာအတွက်အသက်ပေးမိတို့အဘဘောဒဆက်၍မမိတို့အမေပေး၍ပထွေးကိုအဖေခေါ်မိတို့အနုပညာဖြင့်ကြုံခံမိတို့ ခွေးစိတ်ဝင်နေသောထပ်ပြောမယ်ခွေးစိတ်ဝင်နေသော အနုပညာရှင်နွားများတို့ပေါ်ကားတွေတစ်ခုပြီးတစ်ခု ထွက်လာမလားမသိဒါတောင်တတ်ရှိစီယိုနဲ့ဂျင်းထဲခဲ့သည်အဲ့တော့ကျေးဇူးအများကြီးတင်ပါတယ်ကြည့်ရှုပေးကြတဲ့ဒေါ်လန်ပြည်သူတွေအားလုံးလည်းနှလုံးစိတ်ဝင်အေးချမ်းပါစေအနာရှင်ဦးဒေါ်လန်နေကြတယ်နေပဲတီးတီးရကျွန်တော်ချစ်ခင်လေးစားတဲ့ဒေါ်လန်ပြည်သူတွေ တိုက်ပွဲဝင်နေကြတဲ့အာနာရှင်ကိုတော်လှန်နေကြတဲ့ရဲဘော်ရဲဘက်တွေတိုင်းသားညီကိုမော်လမတွေအားလုံးဘေးရန်ကင်းရှင်းပါစေခလုတ်မတိစူးမင်းကြီးပါစေနဲ့လို့လည်းစုမုံကောင်းတောင်းပါတယ်ပြည်သူတွေအတုဒ္ဒဖြစ်ဖြစ်ရတဖြစ်ဖြစ်တခုခုရရှိတဲ့တင်ဆက်ပုံတင်ဆက်နည်းတွေနဲ့ထပ်ပြီးတော့ကြိုးစားပြီးတင်ဆက်ဖို့အတွက်အဲကျွန်တော်တို့အားရမွေးပါဦးမယ်ပြည်သူတွေဘေးရန်နေကင်းရှင်းပါစေနောက်ထပ်အစီအစဉ်တွေမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာကျေးဇူးတင်ပါတယ်